မျိုးသမီးတယောက်ဟာသူ့မှာကိုယ်ဝန်ရှိနေပြီအထူးသဖြင့်ကိုယ်ဝန်ရှိမှန်ပထမဆုံးတည်ရရတဲ့အချိန်မှာပထမဦးဆုံးစဝင်လာတဲ့စိုးရင်စေးတွေကတော့ငါကတော့ဒီကိုယ်ဝန်တွေကိုထိခိုက်စေမဲ့အရာများလုံးမိနေပြီလားအစားမတွေစားမိနေပြီလားအဝတ်အစားမတွေဝုံးမိနေပြီလားဒါမှမဟုတ်မတွားတင်းတဲ့နေရာတွေတွားမိနေမလားဆိုတဲ့စိုးရင်စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာတော့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဘေးကင်းဖို့သူတို့ရဲ့ရင်သွေးငယ်လေးတွေ ကျမ်းမာစွာနဲ့ဘာကျူးရင်းချက်ဘာပြဿနာမှမရှိပဲမွေးဖွားလာနိုင်ဖို့ကိုဝန်ဆောင်ကာလကိုဘာအခက်ခဲမှမရှိပဲဖြတ်ကျော်နိုင်ဖို့အတွက်ရှောင်းကျင်တဲ့အစအစာတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကဒီဗီဒီယိုရဲ့အရွယ်ချက်ပါပဲ။ကျွန်တော်ကတော့အာဟာရပညာရှင်ဒါမှမဟုတ်ဆရာဝန်တရားမဟုတ်ပါဘူး။ဒါကြောင့်တင်းရဲ့အတိတ်ကကျမ်းမာရေးဆောက်ရှောက်မှုပေးသူတင့်ဆရာဝန်ဒူနာပြုတ်တွေစီကအကြံဉာဏ်ကိုအမြဲတမ်းရယူပါ။ဒီဗီဒီယိုကတော့တင်ကိုဝန်ဆောင်ချိန်မှာ ဘာတွေကိုရှောင်တင့်တယ်ဆိုတဲ့လမ်းညွှန်ချက်တစ်ခုအနေနဲ့ပဲယူရပါတယ်။နံပါတ်၁ကိုဖိန်။ကိုယ်ဝန်ဆောင်မျိုးသမီးတွေကိုပထမဆုံးအကြံပေးလေရှိတဲ့အရာတွေထဲကတစ်ခုကတော့ကိုဖိန်ဓာတ်ပါတဲ့အရာတွေကိုရပ်ကန့်ဖို့ပါပဲ။ကော်ဖီရှိုက်တဲ့သူတွေရောက်ဆိုရင်တော့တရားချက်တွေကစဉ်စစ်ဆရာဖြစ်နိုင်ပါလေ။သူ့တွေတွေရဲ့လေ့လာချက်အရကိုဖိန်ဟာတအိမ်နဲ့အချင်းတွေကတွေးကြောတွေကိုကြုံစေနိုင်ပြီးတော့ဒါကတန်တီတာစီကိုတွေးထောက်ပတ်မှုကိုညှော့နေစေကကြီးထွားမှုကိုဟန့်တားနိုင်တယ်လို့လေ့လာပြရှိခဲ့ပါတယ်။ ။ဒါကြောင့်တင်ကကော်ဖီကိုလုံးဝမဖြတ်နိုင်တဲ့ကိုဝင်ဆောင်တယောက်ဆိုရင်တော့တနေ့ကိုကော်ဖီခွက်တစ်ကင်းလေးတစ်ခွက်စာလောက်ပဲတောက်သုံးတင်ပါလေ။တင်တောက်သုံးတင်တဲ့ကော်ဖီပမာဏကိုတော့ online မှာရှာဖွေကြည့်ရှုနိုင်ပါလေ။နံပါတ်1အသေးနဲ့အသေးထုတ်ကုန်များအသေးဒါပါမဟုတ်အသေးနဲ့လှုပ်ထားတဲ့ထုတ်ကုန်တွေကိုလည်းသတိထားတင်ပါလေ။အသေးမှာဗီတာမင် A တမျိုးဖြစ်တဲ့ retinoid အလိုအမင်းပါဝင်ပါလေ။အဲ့ဒီဇက်တွေပြစ်ခန္ဓာကိုယ်ထဲမှာအရင်များတော့ရင်တင့်ကလေးအတွက်အန်တီရရှိနိုင်ပါလေ။ဒါအပြင် ကိုဝန်ဆောင်ချိန်မှာအတဲကနေထုတ်လုပ်ထားတဲ့ဖြစ်ဆက်အားစီးတွေဖြစ်တဲ့ကော့ငါးချင်းစီတွေကိုလည်းမမီဝဲတင်ပါဘူးနံပါတ်3အရက်ကိုဝန်ဆောင်ချိန်မှာဘလောက်ပဲနဲတဲ့ပမာဏဖြစ်စီအရက်ဟာလုံးဝဘေးကင်းတယ်ဆိုတာမရှိပါဘူးအရက်တောက်ချင်းကကိုဝန်ပြတ်ကျနိုင်ချေကလမစီပဲမွေးနိုင်ချေနဲ့တင့်ကလေးခုော်လေးချေနဲနိုင်ချေတို့ကိုမြင့်တက်စေပါရဲ့ဒါအပြင်တင့်ကလေးမွေးဖားပေးတဲ့နောက်မှာတော့ထိခိုက်တက်ရောက်မှုတွေရှိနိုင်ပါသေးတယ်နံပါတ်4ဆေးဖက်ဝင်လက်ဖက်ရည်ချမ်း လူတော်များများကစေဖက်ဝင်လက်ဖက်ရည်ကြမ်းတွေတောက်ကြပြီမဲ့တင်ကိုဝန်ဆောင်နေတယ်ဆိုရင်တော့ဒါတွေကိုရှောင်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့တင်တောက်နေတဲ့လက်ဖက်ရည်ကြမ်းထဲမှာဘယ်လိုစေးပင်တွေဘယ်လိုပေါင်းဆက်ထားတာလဲဆိုတာမသိနိုင်တဲ့အတွက်တင်ကိုဝန်ကိုဘယ်လိုထိခိုက်နိုင်လဲဆိုတာကိုမပြောပြနိုင်လို့ပါပဲ။အစအစတခုခုအထူးသဖြင့်ဒီလိုလက်ဖက်ရည်ကြမ်းမျိုးမတောက်ခင်မှာတင်ဆရာဝန်နဲ့အမြဲတမ်းပင်ပါ။နံပါတ်5အသားစိမ့်နဲ့မချက်တော့အသားများ တချို့လူတွေကအနီရောင်အသားတွေကိုကြက်ကြက်မကြိုက်ပဲနုညံ့နေအောင်ဒါချက်ပြုတ်စားသုံးရတာကိုစတတ်ကြပါတယ်။ကိုဝန်ဆောင်ချိန်မှာတော့ချက်အောင်မချက်ပြုတ်ထားတဲ့အသားတွေကိုရှောင်ရပါမယ်။နောက်တစ်မျိုးကတော့လမ်းဘေးဆိုင်တွေမှာရောင်းတဲ့အသားကင်းနဲ့အနားတို့ထိုးလိုမျိုးတွေပါ။တင်ကိုယ်တိုင်ပြုတ်လို့ရတဲ့အရာတွေမဟုတ်တာကြောင့်တန့်ရှင်းမှုကိုစိတ်မချရတာကြောင့်ဒါတွေကိုကြော်သွားလိုက်တာကအကောင်းဆုံးဖြစ်ပါတယ်။နံပါတ်6နနက်ဒီနနက်ဒီမှာကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိပါတယ်။ဒါပေမဲ့တချို့ကနနက်ဒီဟာတအိမ်ကျောင်းတာကိုဖြစ်စေနိုင်ပြီးတော့ ကိုယ်ဝန်ပြတ်ကျခြင်းလည်းမမဟုတ်နှမစီပဲမွေးခြင်းကိုဖြစ်စေနိုင်တယ်လို့ယုံကြည်ကြတာကြောင့်လုံးဝရှောင်တင်တယ်လို့ဆိုကြပါတယ်ကိုယ်ဝန်ဆောင်ချိန်မှာအမျိုးသမီးတော်တော်များများကနနက်ဒီကိုအရန်စားခြင်းစိတ်ဖြစ်တတ်ကြပေမယ့်ဒါကိုရှောင်ဖို့အကြံပေးခံရလိမ့်ရှိပါတယ်ကလေးကိုထိခိုက်စေလောက်တဲ့ပရိုမလိန်အင်ဆိုက်ပါမနာဟာနနက်ဒီထဲမှာအများကြီးမပါဝင်ပဲအလွန်အကျွံစားမှတာထိခိုက်နိုင်တယ်လို့ညှိခုံကြပေမယ့်အကောင်းဆုံးကတော့ကလေးကိုအန်ဒီရဲ့ဖြစ်နိုင်ခြင်းနည်းနည်းလေးပဲရှိတယ်ဆိုရင်တော့ရှောင်ခြင်းတင်ပါတယ်စားခြင်းစိတ်တစ်ခုတည်းအတွက်နဲ့တော့ ပဲလိုအန်ဒီအမျိုးကိုမှမစွန့်စားတင်ပါဘူး။နံပါတ်9နန်းစစ်နန်းစစ်ကိုဟင်းလျာတော်တော်များများမှာတွေ့နိုင်ပါတယ်။နန်းစစ်ဟာကိုဝန်ဆောင်မျိုးသမီးတွေရဲ့ခန္ဓာကိုယ်အပေါ်ခြေကိုမြင့်တက်စေပြီးကလေးကိုထိခိုက်နိုင်တယ်လို့တချို့ကဆိုပါတယ်။ဒါအပြင်နန်းစစ်မှာဆင်မွန်နဲလာမတိရိယကိုစက်နိုင်ခြေရှိတဲ့အရင်းအမြစ်တစ်ခုဖြစ်တာကြောင့်ကိုဝန်ဆောင်ချိန်မှာနန်းစစ်ပါတဲ့အစားအစာတွေကိုရှောင်ဖို့အကြံပြုပါတယ်။နံပါတ်8ငါးမျိုးအစားများကိုယ်ပွန်ဆောင်ချိန်မှာဘယ်လိုငါးမျိုးအစားကိုစားတယ်လဲဆိုတာကိုလည်းတတိထားရပါမယ်။ မာဂျူဒီပမာဏများတဲ့ငါးတချို့ကိုရှောင်းနေပါတယ်ပင်လယ်စာကြောမများကိုလည်းရှောင်းပါတုရေသနတွေအရနခုလိုမျိုးငါးတွေမှာမာဂျူဒီတဲ့အလိုနေတာကြောင့်စားတော့ဖို့အကြံပြုထားပါတယ်ဒါကြောင့်ငါးအစားရှိနေဆိုရင်နခုကိုစဉ်းစားနိုင်ပေမဲ့ကိုယ်တိုင်လည်းတုရေသနလုပ်တင်ပါလေနံပါတ်9တင်းဘော်ဒီအစိမ့်တင်းဘော်ဒီကြိုက်တယ်ဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာရှောင်းနေပါလေအထူးသဖြင့်တင်းဘော်ဒီအစိမ့်မှာပါတဲ့အစေးတစ်မျိုးဟာတရင်ကြုံတာကို ဖြစ်စေနိုင်ပြီးလမစေပဲပြိုင်နာတာကိုဖြစ်စေနိုင်ပါတယ်သူ့မှာပါတဲ့ ဖခင်တက်ကိုတင့်ခန္ဓာကိုကမွေးဖွားမှုကိုလုံးစော်ပေးတဲ့ prostaglandin တက်လို့မာယွင်းထိမှတ်နိုင်ပါတယ်။ဒါဟာတန်တီတန်းကိုထပ်ပံပေးထားတဲ့အရေးကြီးတဲ့အမြေပါတွေကိုအားနည်းစေနိုင်ပါတယ်။တင်မော်ဒီအမဲကကုဝန်စာအတွက်အာဟာရဖြစ်စေနိုင်ပေမဲ့အစိမ်းကတော့အလွန်အန္တရာယ်များပါတယ်။နံပါတ်10ရှားဆောင်လက်ပတ်ရှားဆောင်လက်ပတ်ကိုကြိုက်တဲ့သူဆိုရင်တော့ကုဝန်ဆောင်ချိန်မှာလုံးဝရှောင်တင်းတဲ့အရာဖြစ်ပါတယ်။ရှားဆောင်လက်ပတ်မှာ1 note 0အနည်းငယ်ပြင်းတဲ့ anthraquinone တက်ပါဝင်ပြီး တိုင်ကျုံနိုင်ရှိကိုမြင့်တက်စေနိုင်ကြောင်းအနုအန္တရာယ်များပါတယ်။ဒါအပြင်ပြည်နှကြားတက်ကိုလည်းထိခိုက်စေနိုင်တာကြောင့်တောက်သုံးမိရင်ခေါင်းမိုးတာဟန်ချက်ပြက်တာတွေဖြစ်စေနိုင်ပါတယ်။ဂိုဝန်ဆောင်မိခင်ဟာစီချိုယောဂရဲ့ဆွေရှင်သူဆိုရင်တော့ပိုလို့တောင်စိုးနိုင်ပါတယ်။နို့တိုင်မိခင်လေတောင်ရှားဆောင်လက်ဘက်ကိုမတောက်တုံးနေပါဘူး။ကလေးစီကိုယောက်သွားပြီးဝမ်းလျှော့တာအန်ဒါရီဖြစ်စေနိုင်လို့ပါ။နံပါတ်7ကျောက်ဝဆိုင်ဒါမှမဟုတ်ကြက်အောင်မပြုတ်တာတော့ကြက်ဥများ ကိုဝန်ဆောင်ချိန်မှာကြက်အုပ်စားရှင်လေဆိုရင်ကြက်အုပ်ကိုကြက်အောင်ပြုတ်တာဒါမှမဟုတ်ကြက်အောင်ကြော်တာမျိုးတွေစားသုံးတင်ပါတယ်ကြက်အုပ်အစိမ်းဒါမှမဟုတ်ကြက်အောင်မပြုတ်ထားတဲ့ကြက်အုပ်တွေဟာဆယ်မွန်နဲလန်းလိုမျိုးယောဂါဖြစ်စေတဲ့ပိုးမွားတွေပါဝင်နိုင်ပြီးအစာဆက်တင်ခြင်းကိုဖြစ်စေနိုင်ပါတယ်ဒီလိုမကြက်တဲ့ကြက်အုပ်တွေကိုရေခဲမှုပရိုနစ်လိုအစာစားတွေမှာတွေ့နိုင်တာကြောင့်ဒါတွေကိုလုံးဝရှောင်ပါနံပါတ်7မဆီကြောထားသောဆလတ်ရွက်ကိုဝန်ဆောင်ချိန်မှာဆလတ်ရွက်စားသုံးခြင်းကိုတတိထားတင်ပါတယ်မစားခင် တည်တည်ချမ်းချမ်းဆင်းကြအောင်စေးပါစနစ်တကျမဆေးကျော်ထားတဲ့ဇလရက်တွေမှာ Listeriosis နဲ့ Toxoplasmosis လို့အန်ဒီယရှိတဲ့ရောဂါတွေဖြစ်စေနိုင်တဲ့ကပ်ပါပိုးတွေပတိရီယာတွေပါဝင်နိုင်ပါတယ်ပိုတက်ဆေးတွေကိုကင်းစင်အောင်အရွက်တရွက်ချင်းတရှာဆေးကျော်ပါဒါကြောင့်ဟင်းသီးဟင်းရွက်တုပ်တွေကိုကျဲတဲ့သူဆိုရင်တော့ကိုဝန်ဆောင်ချိန်မှာစားဖို့မတင်တော့ပါဘူးဒါတွေကတော့တင်ကိုဝန်ဆောင်ချိန်မှာစားတဲ့မှာစားတဲ့လက်အရာအလုံးတော့မဟုတ်သေးပါဘူးတင်ကိုတိုင်းလည်းထပ်မံလစ်လာတင်ပါတယ် ကိုဝန်ဆောင်ရှင်မှာအစားအသောက်ပုံစံတစ်ခုခုကိုမပြောင်းလိုက်ခင်မှာကျမ်းမာရေးချောင်းချမှုပေးသူနဲ့တိုင်မင်တာကအမြဲတမ်းအကောင်းဆုံးဖြစ်ပါတယ်သူတို့ကတင်းရဲ့ကျမ်းမာရဲ့အခြေအနေပေါ်မူတည်ပြီးတိုးချင်းအပဲပြည်တာအကြံဉာဏ်တွေပေးနိုင်မှာဖြစ်ပြီးတော့မိခင်နဲ့ကလေးနှစ်ဦးရဲ့ကောင်းကျိုးကိုတည်ချစေပါပါတင်းကိုဝန်ဆောင်နေတယ်ဆိုရင်အောင်မြင်တဲ့ကိုဝန်ဆောင်ကာလကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြန်မတင်ရက်နာခွင့်ပြုပါခင်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်ရဲ့ channel ကဘယ်လိုကျမ်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လိုကျမ်းမာရေးဘိုးရတွေတင်ဆက်ပေးအောင်မလဲဆိုတာကိုသိရှိနိုင်အောင်ကျွန်တော်ရဲ့ channel လေးကိုလည်း fan subscribe လုပ်ပြီးဘေးကနိုတီဖိုင်ခေါင်းဆောင်လေးကိုလည်းနှိပ်ခေပေးကြပါဦးခင်ဗျာနားစီတော့ပြည့်တတ်တဲ့အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ